လူငယ်တွေထဲမှာမှာဒီ Jake character နဲ့တေးစားနေရလိုက်လေလိုက်ဖက်တယ်ပြီးတော့ပဲဖြစ်ဖြစ်နင်ဘေးနားမှာယောက်ျားတွေရှိနေငါလုံးဝမကြိုက်ဘူးနော်မိုးစုပ်ပဲနင်ကငါတော့ပဲဖြစ်ရမယ်နော် Jake ကိုပဲဦးစားပေးပါတယ်ကျွန်တော်ကတော့အကြီးကြီးဦးစားပေးပါဦးစားနဲ့နေရလိုက်တာကွာဟာအိမ်နာပဲကွာအိမ်နာနဲ့တော့ရောက်အောင်မရဘူးမဟုတ်သားရငါပြောချင်တာငါတို့တွေကမဟုတ်တဲ့အဘောသားနဲ့ကွာ ျွန်တော်တို့အချက်ကားလေးရိုက်ထားတယ်။လေပြည့်ရဲ့အချက်ရှိတယ်၊ဂျိတ်ရဲ့အချက်ရှိတယ်၊ကြည်ပြရဲ့အချက်ချင်းရှိတယ်၊ဘိုးစပိုင်ရဲ့အချက်ချင်းရှိတယ်။တခြား actor ရဲ့အချက်ချင်းတွေလည်းရှိတယ်။ကျွန်တော်ပြစ်သက်ကြီးကိုမေးကျင်တာဘယ်သူကအချက်တက်ဆုံးလို့ထင်လဲ။အဲမတရားတွေရှိတာတော့ကျွန်တော်တို့ဒီကားနဲ့တိုက်တဲ့ဆင်းပေါ့နော်အဲဆင်းလေးဟိုအားနာ ာလာတယ်။အာလာတယ်ငယ်ကြီးမှကြောက်တယ်။ဆိုတခုဖြစ်သွားမှလဲဆိုရင်တော့နော်အခုဆိုအဲ့တော့ဒါပေမဲ့ဟိုကတကယ်ပါလူငယ်တွေတကယ်ပဲခေါ်ရဲဟိုတကယ်ပြောတာတကယ်ကျွန်တော်အဲ့လိုမျိုး fake မပြောတော့တကယ်ကျွန်တော်နောက်ရိုက်မဲ့နောက်ထွက်မဲ့နောက်ကျွမ်းဆိုတော့အခုပြောရဲကျွန်တော်သူဝဲသူဝိုင်းရံပေးမယ်အကုန်လုံးလုပ်မယ်ပြောရဲဆိုတော့ဒီကားမှာလည်းကျွန်တော်ကို drive ခေါ်တယ်အဲ့ဒါကိုလည်းကျေးဇူးတင်တယ် မဟုတ်ဘူးတွဲခေါ်တော့မဟုတ်ဘူးဒီလူငယ်တွေအားကိုးနဲ့မိုက်နေတာလူငယ်တွေထဲမှာမှဒီ Jake character နဲ့တေးစားနေရလိုက်လေလိုက်ဖက်တယ်ပြီးတော့ရွေးတာတော့ director ရွေးပါရွေးတာပါအဲ့တော့ကျွန်တော်တို့ကလည်းသဘောတူပြီဒီကားမရိုက်ခင်ကတေးစားနဲ့ကျွန်တော်နဲ့မခင်သေးဘူးမခင်ဘူးဟုတ်ခင်သေးဘူးဒါပေမဲ့ဒီကားရိုက်တော့မှခင်သွားတယ်ပြီးတော့ကျွန်တော်တို့ကစီစီလုံးလုံးနဲ့ရိုက်ကြတယ်အားလုံးတိုင်ပင်နဲ့တယောက်နဲ့တယောက်ပုံပွင့်လင်းလင်းပြောဆိုပြီးတော့ပြီးတော့ तू က तू စီမပါလဲလာဆောင်နေတယ် လာပြီးတော့ဒီ shooting ကိုလာတယ်ဝင်ရတယ်လာအားပေးတယ်အဲ့တော့ကျွန်တော်တို့ဟိုဟာလေးသတင်းလေးလုတ်ခံစားရတယ်တင်းဝော့ပေါ့တင်းဝော့ကျွန်တော်တို့ဆရာပြောဘူးတယ်ဒီဒီရုပ်ရှင်ဆိုတာဘောလုံးသတင်းနဲ့တူရမှာပေါ့တင်းဝော့တစ်ခုပဲဟိုနောက်တန်းရောအခြေတန်းကိုအကုန်ကောင်းမှဒါကျွန်တော်နိုင်နိုင်ရတယ်လို့မျိုးပဲဒီရုပ်ရှင်ကလည်းအဲ့လိုမျိုးနဲ့တူတယ်ဆိုတော့ကျွန်တော်တို့အားလုံးတင်းဝော့ပဲတိုင်တိုင်မင်မင်ပဲဟိုသူကပါအဲ့လိုမျိုးလဲမရှိဘူး ဟိုတဲ့ဥပွားအစားเนาะအကြီးဆုံးဥပွားအစားကျွန်တော်ဆိုလဲဘာလို့ချင်လဲဘာဘာလို့အမေအဲ့အတွက်လဲတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဟို generation ၃ခုပေါ့เนาะဦးမီးွားဆိုရင်လောရတာအကြီးဆုံးပြီးတော့ကျွန်တော်တို့ generation ကျွန်တော်ကိုသိန်းတို့ပါမယ်ပြီးတော့တေစာတို့ကအငယ်ဆုံးပြီးတော့ production team ထဲမှာလဲတေစာတို့အရွယ်တွေလဲပါတယ်ဆိုတော့ဒါကျွန်တော်တို့အားလုံးက အဲဒီဟိုဟာတိုင်တိုင်ပဲပဲစီစီလုံးလုံးနဲ့တေစာခုနပြောတဲ့ဘောလုံးအသင်းဆိုရဲဥပမာလေးကိုပဲကျွန်တော်ကြိုက်လဲကြိုက်တယ်ပြီးတော့ဆိုပြီးပြောရရင်ဒီကားထဲမှာတစီမဲပါတဲ့ character actor တွေပါတယ် character တွေပါတယ်ဒါပေမဲ့ဘောလုံးအသင်းလို့ပြောရရင် နောက်ဆုံးမိနစ်90ကျော်မှလူစားတိုးဝင်လာပြီးတော့ဂိုးရှူလိုက်တဲ့ဟာလည်းရှိတယ်။အဲ့လိုမျိုးပဲဒီကားမှာတစင်းနဲ့ပါရင်တောင်မှဒီတစင်းကဂိုးရှူတဲ့စီးနေကြည့်တယ်။ ဟုတ်တယ်ချိတ်ကိုပဲဦးစားပေးပါတယ်ကျွန်တော်ကတော့အကြီးကြီးဦးစားပေးပါမစားရှိုးပွဲဆိုလဲကျွန်တော်ရင်တော့ချိန်ပါချိန်ပါเนาะအဓိကကိုဆိုင်ရ focus focus အဓိကဘယ်လုံးဆိုအရေးကြီးတာအာယုံစူးစိုက်မှုလို့ပေါ့ကိုဆိုင်မှာအရင်ကောင်းအဲ့ဒီကြောင့်လဲကိုဆိုင်ကျွန်တော်ပညာကိုယ့်အကိုရလိုက်တာပေါ့เนาะအဲ့ဒီကြောင့်လည်းကိုဆိုင်ဒီခြေနေတိအောင်လို့သူမနေ့တော့ဆိုလို့ရှိရင်သူ show ကြောင့်သွားကြည့်ဟော focus သူတော်မှာဆိုရယ်နော် focus show ကြီးမှာဆိုရယ်နော်အကုန်တူတူပဲ focus ကျွန်တော်တို့ကျွန်တော်ရလိုက်တာလည်းအဲ့လိုမျိုးနော်ကိုလိုကိုဖိရှာအာယုံ site ပို့အာဒါကိုရှိရဒါကျွန်တော်ရလိုက်တဲ့ပြင်ပါကျွန်တော်ကြောက်တော့လေသူ့အားကြရကြာညာအာလူငယ်တွေကလွတ်လပ်တယ် ပို့ပါတယ်ရဲရင်နဲ့စိတ်ကူးဉဏ်တွေကောင်းတယ်အိုင်ဒီယာအသစ်တွေထွက်တယ်ဒီစားကိုကြည့်လိုက်အများအားဆိုး fresh အဲ့ဒါတွေကလည်းကျွန်တော်အတက်နိုင်ဆုံးကျွန်တော်လည်း fresh ဖြစ်အောင်နေရမှာပေါ့ဒါမှပို့ပြီးတော့ဒါစိတ်ကူးဉဏ်ကောင်းနေလဲထွက်မယ်ကျွန်တော်တို့မလွယ်ပါဘူးလူငယ်တွေဝဲအားကြရနေရတာပါပြောလို့ဘယ်သူနဲ့မှမတဲတော့ပြောလို့အားကြည့်လို့မဟုတ်ဘူးလေတရားမဟုတ်ဘူးလေခုတော့အရင်ကြီးမပြောတော့ပါကျွန်တော်ခုနပြောသလိုပေါ့ အဲ့လိုတော့မပြောတတ်ဘူးမန်တိုင်းပြောရင်ဟိုအော်လေကျွန်တော်တို့ယောက်ျားလေးတွေဆိုတော့ရုပ်ရည်တွေပါလေအဲ့လိုမျိုးတော့စိတ်မမှန်ဘူးဒါပေမဲ့ဒီသူ့ရဲ့ဖြတ်တန်းလာခဲ့တဲ့ experience เนาะဒါကဘုရားရဲ့ဒီအလုပ်ပေါ်အာယုံဆိုင်မှုတွေဒါပဲကျွန်တော်တို့အားကြောင်းကျွန်တော်ခုနပြောသလိုပေါ့ဒီကိုလည်းဒီလိုဖြစ်ချင်ဒီလိုလိုက်လို့ဒါပါပဲဟိုကျွန်တော်တို့ပြောသလိုအဓိကဒီလိုမျိုးဖြစ်နေရလဲတည်တည်ချာချာလှုပ်လို့ focus ရှိလို့ဆိုတော့ကျွန်တော်လည်း လိုဖြစ်ချင်ဒီလိုတေချာလုပ်အာကျွန်တော်အနေနဲ့ကတော့ဗျာဒါတကားလုံးကို produce လုပ်ရတာဆိုတော့အကုန်လုံးကကျွန်တော်တို့ရဲ့ဟိုအရေးကြီးတဲ့အစိတ်ပိုင်းတွေကြီးပါပဲ။ညညက script လိုရာလေးရေးမနှက်ခရိုင်းတာနော်။ screen play တွေပါတွေလည်းလေကျွန်တော်တို့ကရိုက်ကွင်းမှာမှဟိုပြန်ရေးတာတွေလည်းရှိတယ်။ dialogue တွေပါတွေလည်းဟိုဟိုစိတ်တိုင်းကြဖြစ်နေတာမျိုးဟိုအများကြီးလိုက်ရေးရတာဟို လုံးငယ်နဲ့အနည်းဆက်ဆုံးဟုတ်ကဲ့အော်တကယ်တကယ်ကျွန်တော်တို့ပြောချင်တဲ့စကားလုံးနေပေါ့ပြီးတော့အကုန်လုံးအတွက်ပေါ့နော်ကျွန်တော်စီကြီးပဲမဟုတ်ဘူးအားလုံးအတွက်ပေါ့နော်စီစားပြောတဲ့စကားလုံးနေကိုညင်နာပြောတဲ့စကားလုံးနေလည်းကျွန်တော်ကအဲ့ဒါဆိုရှူတင်ပြန်ရင်အိမ်မှာစကားလုံးစဉ်းစားပြန်ရေးငါကမူရင်း script တော့ရှိတာပေါ့လေအဲ့ပုံမှာကျွန်တော်တို့စစ်ပွားပြီးတော့အဲထပ်စဉ်းစားပေါ့နော်အဲ့ဒီကနေအခုဒီနေ့ပြရတဲ့အထိပဲကျွန်တော်အစိတ်ထဲမှာဒီရုပ်ရှင်ကလုံးဝအထဲမှာ ရှိနေတာပေါ့အပင်ပန်းနဲ့လည်းမဟုတ်ပါဘူးပျော်ပါလေကျွန်တော်အတွက်ကလုံနေရတာကအမျက်ပဲကျွန်တော်ဟိုက end result ကိုလည်းအောင်မြင်ခြင်းပါတယ်ဒါပေမဲ့ process ပေါ့နော်လုံနေရတဲ့အချိန်မှလည်းကျွန်တော်က enjoy ဖြစ်တယ်ပျော်တယ်အခုကျွန်တော်ဘာပဲလုပ်လုပ်အချိန်ပဲရေးရေးဒီဟာ edit မှာပဲသွားထိုင်ထိုင်အခုဒီမှာဒီမိတ်ဆွေတွေကိုပြတာပဲဖြစ် every moment ကိုကျွန်တော် enjoy ဖြစ်တယ် အာအញ្ញရင်ခုံပါလေဒါခုနပေးစားစကားအတိုင်းပြောရင် ကျွန်တော်တို့ကဘောလုံးအသင်းမှာကျွန်တော်တို့ဖလားရကျင်ပါတယ်အာဇူလိုင်လ၄ရက်နေ့ဒီတောက်ကြမှာယုံတယ်ပြီပြီးတော့ကျွန်တော်တို့ရုပ်ရှင်ပြတဲ့စနစ်ကလည်းတပတ်ပဲဒီတပတ်ပဲရှိတာကြောင့်ကျွန်တော်တို့ပရိသတ်တွေတေစာပရိသတ်ရှိမယ်ပိုးမမီတာပရိသတ်ရှိမယ်မေတိုးခိုင်ပရိသတ်ရှိမယ်ပြီးတော့ကျွန်တော်တို့အားလုံးရဲ့ဟိုစုစည်းထားတဲ့ဒီအမှုပညာဒီရုပ်ရှင်ဇာတ်ကားရှိမယ်ဒါကိုဒီတပတ်တောက်ကြနေ့ မှာလာပြီးတော့ကြည့်ရှုအားပေးပါလို့ကျွန်တော်တို့နဲ့တူတူလာပြီးတော့ကြည့်ပါလို့ဒီစားလည်းအားရင်ပရိသတ်တွေနဲ့ live ပဲ live live ခင်ပဲဆိုတော့ဒါ live ပြီးတော့ note ဆက်မယ်ဟိုကျွန်တော်ပြောချင်တာကတော့ဒီဒီကားလေးရချစ်အဲ့လို drama အဲ့လိုပုံစံလေးဖြစ်တယ်ကြည့်ရင်လည်းဟိုသူတို့အချက်လေးတွေကဒါပါလားဟိုသူတို့ညောက်ကတည်ရမလားရင်ခုန်မှုကောင်းလိုက်တာပြောချင်တာဟိုရုပ်ရှင်လေးနေနဲ့ဖြစ်တယ် တယ်။ cinematic လေးလည်းဖြစ်တယ်။ကောင်းမွန်လေးလည်းရိုက်ထားတယ်။ကျွန်တော်ကတော့ကြည့်စီချင်။ကျွန်တော်ဒီလိုမျိုးကားလေးတွေကိုကြည့်စီချင်။ဟာပြိသက်တွေကိုပေါ့နော်။ဟိုဟိုဘယ်လိုပြောရမလဲ။ဒီလိုကားလေးနဲ့ပြိသက်တွေတိတ်ခုကြတိတ်မကြည့်ရအောင်လေ။ရုပ်ရှင်ုံလေးကိုသွားပြီ။ကျွန်တော်တို့အရင်တော့ဆိုရင်ဘာရင်မဟုတ်ဘူး။တပတ်တစ်ခေါက်ကိုရုပ်ရှင်ုံသွားပြီးကြည့်ကြ။အဲ့လိုကြည့်ပြတယ်ဆိုတော့ဒီကားလေးကလည်း ကျွန်တော်တို့ဒီအရင်တော့ value ပြန်ရတကယ်ရင်းမဖြစ်ဖြစ်ဒါနှစ်ယောက်သွားပြောရှင်ရုပ်ရှင်အောင်ဒီမှာချက်တူလေးတဲ့ပဲဖြစ်ဖြစ်ဟိုတကယ်ကောင်းတယ်လို့ရုပ်ရှင်ဆန်တဲ့ကားလေးပါအဲ့အကြောင်းကျွန်တော်တော့ကြည့်စီဒီဇက်ကားကဆီယာမလွန်ထထားရဲ့ဝတ္ထုကိုအခြေခံပြီးရိုက်ခေါ်တာပါနှလုံးသားရဲ့နောက်ကိုလိုက်ပါဆိုတာကဆီယာမရဲ့စကားလုံး ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အဓိကယူထားပါတယ်ရမယ်ဒီကားကြည့်ပြီးတော့ရင်ကျွန်တော်တို့ပြိတ္တကိုပြန်ပြီးတော့မေးချင်တာကျွန်တော်တို့အချစ်ကားလေးရိုက်ထားတယ်လေးပြည့်ရဲ့အချစ်ရှိတယ်ဂျိတ်ရဲ့အချစ်ရှိတယ်ကြည်ပြရဲ့ချက်ချင်းရှိတယ်။ဘိုးစပိုင်ရဲ့ချက်ချင်းရှိတယ်။တခြား actor ရဲ့ချက်ချင်းတွေလည်းရှိတယ်။ကျွန်တော်ပြိတ္တကြီးကိုမေးချင်တာဘယ်သူကအချက်တက်ဆုံးလို့ထင်လဲ။ဒီထဲမှာအဲ့ဒါလေးကိုဖြေပေးပါ။ကျေးဇူးတင်ပါတယ်။ Hello，jesus，demac，哎，等等。